သူ့မွေးနေ့ဆိုလဲကိုကပြောင်းလို့ပဲကို့မွေးနေ့ဆိုသူကပြောင်းလို့ပဲပေါ့နော်အဲ့လိုအပြန်လမ်းမှာပဲမွေးနေ့ရှင်ကိုအဲ့လိုပျော်စေခြင်းနဲ့စိတ်လေးနဲ့ပါပဲဟုတ်ကပတ်လေးမိနေဒီစိတ်ပင်တော့အဲမြင်ရပြောဖို့ကောင်းတယ်ဗျာပြောပြရလေအကုန်လုံးကလေရွဲ့ဟိုအတော်ရီအမရီလို့ပါပဲအဲ့လိုပဲခံစားရပြိတ္တတေဆိုတာထက်လေမောင်လေးကလားမတူဘူးမတူဘူးမတူတတ်ဘူးသူက ။ငယ်ရောက်စလုံးနဲ့လည်းအလိုငယ်ငယ်လေးခဲ့ရတဲ့ shoot တွေမှာခဏခဏစုံနဲ့အဲအမှုပညာမောင်နှမရဖြစ်တော့လေ။တို့ဒီလိုမျိုးလေးကုညီပေးရတာကွမ်းတာပါပဲ။အခုနအမနဲ့ပေါ့နော်။ပွဲတိုင်းပွဲတိုင်းမှာတို့ရဲ့ဟိုစိတ်ခံစားချက်လေးတွေမြင်ရပါပေါ့နော်။ပျော်နေကြရတဲ့တယောက်နဲ့တယောက်အဲ့လိုမျိုးပီတိဖြစ်နေရဲ့အဲ့လိုမျိုးလေးမြင်ရတော့တကယ်အများကြီးဝမ်းသာပါပဲ။ဟိုပွဲတစ်ပွဲမှာလေတို့တို့သားတို့တို့ပြည့်အပြုံးလေးရတယ်အဲ့လို လိုပြောမလဲအလှပဆုံးပဲပေါ့နော်ဘယ် decoration နဲ့မှအဲ့လိုမျိုးမတူဘူးပေါ့လေအဲ့ဒါနဲ့မင်းတို့ပေါင်းဖတ်ထားဆိုတော့ဒီတော့ရှိကျွန်တော်တို့ကအခလေးလေးရလုံးဝအနေအေးအေးတည်တည်ဝေးလေးထွက်လာမယ်ထင်တယ်။နောက်လွားစကားလေးနဲ့ဆိုတော့လေဟုတ်အမ်လူဖြစ်ဖြစ်အချစ်ခံရတဲ့ကလေးလေးဖြစ်မှာပါ။တကယ်ကိုကံကောင်းတဲ့ကလေးလေးရောက်လာမယ်လို့ထင်တယ်ဟုတ်လား။ဟုတ်ပါဘူး။ဟုတ်ပါဘူး။ဆိုတော့ပြောပြပါဦး။လောက်တော့ကစပွန်တင်ပေးခဲ့တယ်လေ။ အဲ့လိုမှပဲဟိုဒါသူ့မွေးနေဆိုလဲကိုကပြောင်းလို့ပဲကိုမွေးနေဆိုသူကပြောင်းလို့ပဲပေါ့နော်အဲ့လိုအပြန်လမ်းမှာပဲမွေးနေရှင်ဟိုအဲ့လိုပျော်စီခြင်းနဲ့စိတ်လေးနဲ့ပါပဲဟုတ်ကပတ်လေးမိနေ surprise လုပ်လိုက်တာအဟုတ်တယ်ဟုတ်တယ် surprise လုပ်လိုက်တာပေါ့မွေးနေကြမှာထုတ်ပေးလိုက်တော်တော်ပြောမှန်းခြင်းနဲ့ပေါ့လေကြိုက်တယ်လို့တော့ပြောပါရုပ်ရှင်ကြည့်မှန်းတယ်လို့ပြောတယ် ကအကိုရဲ့ဒီ TikTok တွေတော့ဘာလို့အဲ့လိုမျိုးသူရဲ့ဟို comment တွေထဲမှာကြတော့အဲ့လိုဟိုယွန်းထွန်းနဲ့အဲ view site ပင်တော့အဲမြင်ရပြောဖို့အောင်းနေဗာရပြောပြရလေအကုန်လုံးကလေယွန်းရဲ့ဟိုအတော်တွေအမတွေလို့ပါပဲအဲ့လိုပဲခံစားရတယ်ပြည့်သက်တွေဆိုတာထက်လေဟိုအဲကိုရဲ့ဆိုဆွေမျိုးရင်းနေလို့ပဲလေအော်ယွန်းတက်ကို view site ပေးကြရဲပျော်စီခြင်းညရဲစေတနာထားပေးကြရဲဆိုတော့လေဆိုတော့အရန်ဟိုဘယ်လိုပြောမလဲရင်ထဲမှာညွန့်ညွန့်ထွတ်ထွေးလေးခံစားရတာပေါ့ဟုတ်ကဲ့ဆိုတော့တော့ဝင်ကောင်းလို့ပြတော့ဝင် မောင်လေးကလာမတူဘူးမတူမတူတော့ဘူးသူကပြောရဲအလုံးနဲ့ပတ်သက်လို့လို့ဘာမှလည်းမပြောဘူးပြောရလဲအဲ့လိုရိုက်ရိုက်တော့ရိုက်စင်ချင်အပေး င်ကတော့မမြင်နိုင်ဘူးပေါ့နော်ဒါမဲ့လည်းအခုချိန်မှာဟိုရုပ်နဲ့ထပ်တူပြောပေးကြရတယ်ပြီးတော့အဲ့လိုမျိုးထပ်တူဟိုဘယ်လိုပြောမလဲမူဒီတာပွားပေးကြရတယ်ပေါ့နော်ဆိုတော့အဲ့အားလေးကအရင်ရင်ထဲမှာနှွေးထွေးရပါတယ်လို့ကျေးဇူးလည်းအများကြီးတင်ပါတယ်လို့နောက်နောက်လည်းအများနဲ့အဲ့လိုမျိုးစိတ်ချမ်းသာအောင်လို့ပဲကြိုးစားပါမယ်လို့ရှင်မဲ့ကြီးကအမေနဲ့တွေ့ရတဲ့အမောင်းမြေလေးမျိုးတစ်စုံတွေ့နေအချို့အခုသူရ ဟုတ်ကဲ့လေကျမချင်အောင်တော့ဆက်ရှင်နောက်ပါပေါ့နော်ဒီ application နဲ့ဒီ channel မှာရှင်းရှင်းနောက်ဆက်နေထွက်လာပါပေါ့နော်အဲကြောင့် channel 7နဲ့ပဲဖြစ်ဖြစ်ဒီ for your application နဲ့ပဲဖြစ်ဖြစ်အဲဆောက်ကြည့်ပြီးရောဝေဖန် update ပါအောင်လို့မျှော်လင့်နေပါမယ်လို့ကျေးဇူးအများကြီးတင်ပါတယ်